ပြိုင်ပွဲတွေမှာ join နဲ့ပတ်သက်ပြီးတော့စတန်နဲ့ hero counter hero ပါတယ်ဆိုရင်တော့မှအခုလိုမျိုးပြန်တီးတဲ့အကွက်မျိုးတွေ brother တို့တွေ့ဘူးကြမှာပါဒီကနေ့ video လေးကတော့တစ်ဖက်က stand တွေများတဲ့အခြေအနေမျိုးတွေမှာ join နေနဲ့စောတင်တဲ့ counter play နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြမယ်အထာကကျွန်တော်တို့ပြိုင်ပွဲတွေမှာ၃လေး၃ထားရှိတဲ့ two dash rule လို့ခေါ်တဲ့ဘတ်တဲမွေးခင်တိုင်းမှာ jungle creek ကိုနှစ်ချက်နှစ်ချက် dash ပြီးတော့သွားတာ professional tournament တွေရဲ့ join တော်တော်များများကိုကြည့်မယ်ဆိုရင်ဒီအချက်ကို brother တို့တွေးနိုင်တယ်ဒီအချက်ကဘယ်ကစဖြစ်လာလဲဆိုရင် join ရဲ့ ultimate passive beat energy ကြောင့်ပဲအခုလိုမျိုး scale to dash ပြီးတော့ beat energy အမှတ်၃မှတ်ပြည့်နေတဲ့အချိန် ultimate icon လေးပြောင်းသွားပြီးတော့ scale damage 120%နဲ့ spare van တွေးတက်တာ40%ပေါအောင်မယ်တခြား physical နဲ့ magic defense တိုးတာဘာညာတွေလဲ ်ရှိတယ်ဒီချက်တွေကြောင့် pro player တွေအနေနဲ့ beat energy အပြည့်နဲ့ဘတဲ့ဝင်သွားတဲ့အခါမျိုးတွေမှာတစ်ဖက်ကဖမ်းတယ်ဆိုရင်တော့မှဒီ join ကသွေးတက်ပြီးတော့ damage အရန်များနေမှာ ပြောမယ်ဆိုကျွန်တော်တို့ဒီ beat energy တစ်ခုကို scale damage 40%တိုးမယ်၃ခုဆိုတော့120%ဆိုရင်ဒါကတော်တော်ကြီးကိုများတဲ့ပမာဏပဲဒီ damage ပမာဏကတစ်ဖက်တန့်တွေတောင် မခံနိုင်ဘူးအဲအကြောင်းလဲ pro ပွဲတွေမှာ beat energy သုံးခုဆိုရင် အဖမ်းခံပြီးတော့ကိုပုတ်ကြတာနောက်ပြီးတော့သွေးတက်တဲ့ spare fan ဆိုတာကလည်း beat energy သုံးခုမှမှပါတာတခြား beat energy နှစ်ခုတွေတစ်ခုတွေဆိုရင် သွေးမတက်ဘူးပြီးတော့အားလုံးသိတဲ့အတိုင်းပဲ spare casting right time ဖြစ်ရင်ဖြစ်သလို beat energy သုံးခုနဲ့ဆိုရင် stand immune ဒါဘာညာလဲရတယ်ဒီချက်တွေကြောင့်မို့လို့ကျွန်တော်ပြောတဲ့2 dash rule ကို pro ပွဲတွေမှာမဖြစ်မနေပတ်တဲ့မဝင်ခင် ုံးကြတာဒီမှာဆိုလဲမေခစ်ကတိုက်ဂရီရဲ့ဖန်ခံရတာပဲဒါပေမဲ့စပယ်ဗန်သွေးတက်တာဘာညာနဲ့တိုက်ဂရီရဲ့ကိုလည်းပြန်တီးလိုက်တယ်သူကိုယ်တိုင်လည်းသွေးမလျော့ဘူးစသဖြင့်ပေါ့ဒီမှာဆိုလို့ရှိရင်လဲခိုင်ရီကိုယ်တိုင်ကဒီဘက်ချန်ကယ်အသေးကိုနှစ်ချက်ဒက်ရှ်သွားတယ်ပြီးတော့တိုက်ဂရီရဲ့လည်းဖန်ရောဒီကောင်းကိုပါပြန်ပွတ်တာသူကိုယ်တိုင်ကလည်းသွေးတက်နေတယ်စသဖြင့်ပေါ့နောက်ထပ်အနေနဲ့ join ဆောက်မယ်ဆိုရင်စတင်တဲ့က control ထဲမှာ အဆစ်အိမ်မမုတ်ကိုဖြန့်ထားစေခြင်းနဲ့အဲ့ဒီလိုဆိုလို့ရှိရင်ကိုကစကေးတူးကိုဖိထားရုံပဲသူ့ဘာသာသူအော်တိုလိုက်ပြီးတော့ရွှေ့နေမှာဒီချက်ကဘတ်တယ်ဝင်တဲ့အခါမျိုးတွေတင်းဖိုက်ဆိုင်တဲ့အခြေအနေမျိုးတွေမှာတော်တော်လေးကောင်းတယ်တိလေတိတာရအသက်နိုင်ဆုံးကိုကလော့ဘတ်တယ်တွေဆိုလို့ရှိရင်အနီးနားရဲ့ဂျန်ကယ်ခရီရီဘာတွေကို မတတ်နဲ့ခြံထားပြီးတော့ဘတ်တယ်ဆိုင်မယ်ဆိုမှအဲ့ကောင်ကိုနှစ်ချက် dash ပြီးမှလာဆိုင်ဒါကအကောင်းဆုံးနဲ့တစ်ဖက်က stand hero ကောင်တာဟီးရိုးတွေများတဲ့ဆိုရင်အစော့တင်ဆုံးပလီပဲKelini satu pemain lagi dari para pasukan dari Tipi Getros. Nowhere to run, habis dan itu dia. busy attack magic damage pita jauh mulu. Tepat stand near the Muri. damage miyamiya pupi chin the Muri ma. ဘီစစ်အသက်ရိုက်မယ်စကေးတူသုံးမယ်ဘီစစ်အသက်ရိုက်မယ်စသဖြင့်သုံးလို့ရတယ်အဲ့ဒါကြောင့်မလို့လဲ true damage ပါသွားအောင်လို့ stallion size လို့ item မျိုးနဲ့တွဲပြီးတော့သုံးတာဒါပေမဲ့ကျွန်တော်အမြင်ရတော့စကေးတူသုံးဘီစစ်အသက်ရိုက်တာကကြတော့တကယ်တကယ်တမ်းလက်ကိန်းပတဲ့ဒီမှာတော်တော်လေး risk များတယ်အဲ့ဒီအားလီပိုင်းတွေနဲ့ enemy ကအနီးအနားမှာ stand hero မရှိဘူးဆိုတာတေချာတဲ့အခြေအနေမျိုးတွေလောက်ပဲသုံးတာကောင်းတယ်စတော့က join နဲ့ပတ်သက်ပြီးတော့ video လေးကတော့ဒီလောက်ပါပဲ အဆုံးထိကြည့်ရှုပေးတဲ့အတူတက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြည့်သွေးကြတော့ပေါ့ဘိုင်ဘိုင်။အော်ဒါနဲ့ကြော်ညာအနေနဲ့ကတော့ Mobile Legends ပြိုင်ပွဲတွေကိုကြေးတာနဲ့ဆော့ရှင်တဲ့ brother တွေအနေနဲ့ Wine Spice ရှိပါတယ်ကျွန်တော် comment ထဲက Telegram link မှာအကောင့်ဖွင့်ပြီးတော့စော်ကစားနိုင်ပါတယ်။ဒီလအကောင်လို့ရှိရင်လည်း eSport jersey giveaway ၅ထည်စာရှိတာမို့လို့ comment ထဲက Telegram group link join ထားဖို့လည်းပြောချင်ပါတယ်။